ခြေစူးတင်ချောင်းပြောခြင်းနဲ့ပေးမမသိအောင် ပေးသွားခဲ့ပြီးငါတို့ရာမမသိအောင်ရရှိခဲ့ကြပြီးတော့ငါတို့လွမ်းမမသိအောင်လွမ်းရာတတိယမမသိအောင်တတိယချာအမြင့်ဆုံးနဲ့အနိုင်ဆုံးအကောင်းဆုံးနဲ့အဆိုးဆုံးအခြေအနေတိုင်းကို မတုံမလုံတည်တည်ငြိမ်ငြိမ်ပါစက်တည်ရရှိရှိပါ လောကရန်တရားကိုမှထိတ်ပုတ်ကောင်းပုတ်ပါ ပွင့်လိုက်တဲ့အပွင့်တိုင်းကိုမှတ်ရသားရလွမ်းရမောရစည်ရနာတွေနဲ့လှမ်းပြသွားတဲ့ပုံများရင်သက်ရှူမောပွဲမေတ္တာတွေနဲ့တည်ပြသွားပုံများပင့်သက်လှိုင်မောပွဲ အမိနာမကိုကြားရယုံတဒံရေးရေးရုပ်ပုံကောက်ချောင်းကလေးတစ်ချောင်းကိုမြင်ရယုံပညာနဲ့ဖြတ်သန်းရင်ဆိုင်ခဲ့တဲ့ပုံတွေကိုမှတ်ရသားရနာရကြားရကြောက်နေသမျှမလွတ်လပ်ချောင်းအင်အားဟာအမှန်တရားမဟုတ် မှန်တရားသည်သာအင်အားဖြစ်ကြောင်းစွန့်တင်တာကိုစွန်ရဲရမယ်အကြောင်းအဲ့ဒီတတ္ထုတန်တွေရဲ့စီစင်းရာမြေပြားခံရဖို့အမောင်တဲကလျက်စည်းလိုထင်ရှားလွန်ပါလေနိုင်ငံတော်ရည်အနှစ်မှာအကြိမ်ကြိမ်နှမ်းဆွဲတာခံရတဲ့ယဒနာကောက်ယိုးမြင်ကလေးအသက်ရှိနေတဲ့ပြည်သူနဲ့နေကိုင်းကလေးတက်ချိုင်ဖို့ကြိုးစားနေတဲ့ကောင်တိုင်းအဝီစီကိုတန်းကြခဲ့တာပဲမလားအခုဖြင့် ကမ္ဘာအသက်ကြီးဆုံးနိုင်ငံကြီးအကျဉ်းသူတဲ့ကမ္ဘာကလည်းနာမည်ဆိုရင်နားစရာကြီးပါငါတို့အတွက်တော့အတွေးခေါ်တွေပေးတယ်တတိကိုပေးတယ်ပညာကို ပေးတယ်တာဝန်ယူမှုတာဝန်ခံမှုကိုပေးတယ်လူသားဆန်မှုကိုပေးတယ်မြစ်တာကိုပေးတယ်တနက်ပြောင်းဝကိုမျက်နှချင်းဆိုင်ပြီးမှအသက်ကိုပေးတယ်မိသားစုဘဝကိုပေးတယ်အချင်းကိုပေးတယ်ငယ်ရွယ်ပြုံမြင့်မှုကိုပေးခဲ့တယ် ငါတို့မှာပြန်မပေးနိုင်တော့ငင်းနေရတော့ငါတို့ရဲ့တက်တန်းကုန်များထိုအမျိုးကောင်းသမီးရဲ့လက်ကြံတက်တန်းနဲ့ပေါင်းထက်ပေးလို့ရရင်ကောင်းမယ်မနှက်ဖန်မှာအသက်80ပြည့်ပြီတဲ့ကျမ်းမာနေပြီဖို့အနာရောဂါကင်းဖို့အသက်ရှည်စေဖို့အမြန်ဆုံးလွတ်မြောက်ဖို့ဒီစုလေးပြည့်ရင်ကျေနပ်ပါပြီဂုံပုတ်တွေကိုရေပြားလို့ဂုံမာမှမဟုတ်တာကွယ်ဘသူပါလို့မပြောပါပဲ။ ဘသူဘာလို့တိနေရလောက်အောင်ကိုကြီးကျယ်မြင့်မြတ်လွန်ပါတယ်။အိမ်မက်ထဲမှာတွေ့တော့လေကတော်မိတယ်။ရုပ်ပုံကိုတွေ့တော့လေကတော်ဖြစ်တယ်။အပြင်မှာတွေ့ရင်တော့လှိုက်လှိုက်လင်းလင်းကျေစူးတင်ချောင်းကိုပြောချင်တယ်။လက်ကလေးကိုကင်လို့မျက်နာကိုမော့ငေးလို့ကျေစူးအများကြီးတင်တဲ့အချောင်းကိုတဝါကြီးပြောချင်ပါတယ်။ဒင်သူ